မင်္ဂလာပါညီကိုတို့နေကောင်းချမ်းမှချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Betting Tech ကနေညီကိုတို့အားလုံးကိုကြိုဆိုပါရစေ။ခနေ့မှာကျွန်တော် preview လုပ်ပေးမှာတော့ FIFA FIFA Club World Cup Group C ရ Bayern နဲ့ Auckland City Group B ရ PSG Atletico Madrid Group A က Palmeiras နဲ့ Porto Group B က Botafogo နဲ့ Seattle တို့ရဲ့ပွဲစဉ်တွေဖြစ်ပါတယ်။ Bayern ဘွဲကတော့ည7:00နာရီကမ်းမယ်။ PSG ဘွဲကတော့ည8:00နာရီကမ်းမယ်။ ပယ်လမီရက်ကမနက်9နာရီကမဲ့ဘူတာဖူကရောမနက်9နာရီကမှာဖြစ်ပါတယ်။ဘန်ယန်နဲ့အော့ကလန်စီးတီးတို့ပွဲစဉ်မှာဘန်ယန်က၄လုံး60ရှုံးဘူပေါင်းကြီးက၅လုံး40နိုင်ဆိုမှပြီးထားတာတွေ့ရတယ်။ဘန်ယန်မျိုးနဲ့ဆိုတာကတော့တည်တဲ့အတိုင်းပဲကျွန်တော်ဘွန်ဒက်စ်လီကာချန်ပီယံလည်းဖြစ်တယ်။ပြီးလို့ရှိရင်ဒီရီတို့တို့ဂျိုနာသန်တာဆိုတော့ကစားသမားကိုလည်းအားပြေးထားတာတွေ့ရတယ်။ဒါအိုလီစေးရှိမယ်၊မူစီယားလာရှိမယ်၊အရီကိန်းရှိမယ်ပေါ့နော်။ ဒါကျွန်တော်တို့ဒါအော့ကလန်စီးတီးဆိုတာနယူးဇီလန်အပျော်ရန်ဆော့တဲ့ဘောလုံးကလပ်တစ်ခုဖြစ်တယ်ပေါ့နော်ဒါဘိုင်ယန်နဲ့တော့မိုးနဲ့မြေကြီးမြေနဲ့မိုးကြီးဆိုတဲ့ပုံစံတိုင်းမှာမိုးနဲ့မြေကြီးကွာပါတယ်ခင်ဗျာဒါဘိုင်ယန်မြူနစ်ကတော့တိတဲ့အတိုင်းပဲဒါခံစစ်ကောတိုက်စစ်ကောကိုလိုမြန်နေတာတွေ့ရတာပေါ့နော်ပဲမှာတော့ဘောနောကျွန်တော်ဒါ once to off ကိုကြီးလိုက်မယ်ဆိုရင်ဘိုင်ယန်အနိုင်ကိုတပြားပဲပြထားပါတယ်တပြားတထောင်လောက်မှ30 တသိန်းလောင်းရင်တထောင်ရမှာဖြစ်ပါတယ်အဲ့လောက်ထိအချိန်တွေကွာချားနေရပါတော့ပင်တရေကို29စပေါကလန်စီးတီးရဲ့အနိုင်ကို40နဲ့တဆပေါ့နော်ဒီပွဲစဉ်မှာဟိုပါ4.5ဗိုလ်ကိုကျွန်တော်ကြိုက်ပါတယ်ဒါ1 SB ရမ်းမဲ့လူတွေပေါ့နော်4.5ဆိုတော့၅လုံးတိပေါ့နော် body မှာကျွန်တော် Bayern Munich body ကြိုက်ပါတယ် Bayern Munich body နဲ့ဘူပေါင်းပေါ့နော်ဒါအနည်းဆုံးကျွန်တော်၅လုံးတိကြိုက်တယ်ပေါ့နော် ပွဲစဉ်တစ်ပွဲကတော့ PSG နဲ့ Atletico Madrid ရဲ့ပွဲစဉ်ဖြစ်တဲ့ဒါ PSG အသင်းကတလုံး100နိုင်နဲ့ဂိုးပေါင်းကြီး360စားဆိုမှဖွင့်ထားတာတွေ့ရတယ်ပေါ့နော်။ဒါ PSG အသင်းဆိုရတဲ့ဒီနေ့မှာဖလားတွေအကုန်လုံးတိုင်ပိုက်ထားတယ်ဗျာ။ပြီးတွင်ဖလားရောချန်ပီယံလိဖလားရောပေါ့နော်။ PSG မှာဆိုရင် Gonçalo Ramos တို့ရှိမယ်၊ Dwe တို့ရှိမယ်၊ Ruiz တို့ရှိမယ်၊ Vitinha တို့ Navas တို့ Nuno Mendes တို့ပေါ့နော်။ Paraskalia တို့ပေါ့နော်ဒီကစားသမားတွေရှိမယ်။ ဒါကျွန်တော်တီကိုမှာဆို Elvira Grisman Pookie Depaul Simone ဘောနော် Lino ဘောဗျာဒီလိုကစားသမားတွေရှိမယ်ဗောဗျာဒါ head to head တွေပါတွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်လည်းဒီနှစ်သင်းကကျွန်တော်နှစ်ကြိမ်တွေ့ထားတာတွေ့ရတယ်ဗောနော်တစ်ကြိမ်ကတော့တီကို2နဲ့နိုင်ထားတယ်တစ်ကြိမ်ကတော့ PSC 32နဲ့နိုင်ထားတာလည်းတွေ့ရတယ်ဗောနော်ဒါကျွန်တော်ဒါ PSC ရဲ့အသင်းဆိုရလဲဂျာယားမှာဘာမှခြေတန်းပွဲတွေပါလက်ဆော့ထားတာမတွေ့ရဘူး အက်သလီတီကိုမက်ဒရစ်လာအတူတူပါပဲဂျိုင်းမှာပါခြေစမ်းပွဲတွေပါတယ်ဆော့ထားလဲကျွန်တော်မတွေ့ရဘူးပေါ့နော်တော့ဝမ်းစ်တူအော့စ်ကိုကြည့်မယ်ဆိုရင် PSG အနိုင်ကိုပြားကူးတဲ့ပေးထားတဲ့တရီကို၄စတီကိုအနိုင်ကိုလည်း၄စပေးထားတာတွေ့ရတယ်ဒီပွဲထဲမှာကျွန်တော်ကဂိုးအောက်ဖြစ်ဖို့တော့များတယ်ဗျာဂိုးအောက်တော့တော်တော်လေးဖြစ်ဖို့ဖြစ်နိုင်ကြီးများတယ်ပေါ့နော်ဒါကျွန်တော်3060နိုင်ဆိုရင်တော့ကျွန်တော်ဘောနော်ဒီပွဲစဉ်မှာကျွန်တော်တော့ over 2.5ကိုဆိုတာကိုကျွန်တော်ကြိုက်တယ် wireless ပဲရိုက်မယ်ညီကိုတယ်ကိုပေါင်း3လုံးထိတော့ကျွန်တော်သဘောချပါတယ် body မှာတော့ကျွန်တော် athletico madrid body ကြိုက်ပါတယ်ညီကိုနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ palmeiras နဲ့ porto တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတဘရာဇီးကလပ်ဖြစ်တဲ့ palmeiras အတင်းကတော့ level 20ရှုံးတဲ့ကိုပေါင်းချင်းနှလုံး90ရှုံးပေးထားတာတွေ့ရတယ်ပေါ့နော် ဒီဝိုင်းစင်ကိုကလုံးတောင်းတတ်ထားတာဂုံမောင်းအောင်ကြမယ်ဆိုမှလူတွေကလုံးတောင်းတတ်ထားတာတော့တွေ့ရတယ်ပေါ့နော်ဒါ FC Porto အတင်းမှဆိုရင်လည်းဒါကစားသမားကောင်းတွေရှိရောနော် PP တို့ Mora တို့ပေါ့နော်ဒါကွန်းလိုက်မှဆို Pedro တို့ Vieira တို့အရင်တော့ Arsenal ဆော့လာတဲ့ Vieira တို့ကတော့ရှိမှာပေါ့ဒါ Palmeiras အတင်းကတော့ကျွန်တော်တို့လည်းသိမသိဘူးကစားသမားတွေပေါ့နော် Anderson တရားလာပဲတီးပြီး Anderson ဆိုတာအဲ့တော့စပါးမှာဆော်တာဒါလာပဲတီးတယ်ကျွန်တော်ကစားသမားတွေကျွန်တော်တို့လည်းသိချာမသိဘူး ဒါမှမဟုတ်သူ့ရဲ့ဒါဘရာဇီးကလပ်မှာသူသူလည်းအစင်နံတစ်ခုမှရှိတာတော့တွေ့ရတာပေါ့နော်ဘရာဇီးကလပ်မှာဆိုဒီအတင်းအစင်၄မှာတော့ရှိတယ်ပေါ့နော်ဆက်တဲ့ဘွဲသွားထားတယ်9ဘွဲနဲ့10ဘွဲတည်3ဘွဲရှုံထားတာတွေ့ရတယ်ဒီဆက်တဲ့ဘွဲမှာပေကူက၈ကိုပဲရှိတယ်အဲ့ဒါကြောင့်မို့လဲဂိုးပေါင်းအောက်ကိုအကုန်လုံးမန်းထားတာနဲ့တွေ့ပါတယ်ပေါ်တိုအတင်းကိုကြည့်မယ်ဆိုပေါ်တိုအတင်းကတော့ဂျာယန်မှာဘောနော်ဒါ6ဆန်းဘွဲ2ဘွဲဆော့ထားတယ် WAC ဆိုတဲ့အတင်းနဲ့အခြေခံပေါ်ဆော့ထားတဲ့1-0နဲ့နိုင်တယ်ပြီးတော့ နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ range ဆိုတဲ့အတင်းနဲ့ဒီဟိုဒါခြေသားမဆော့ထားတာပေါ့နော်အဲ့မှာတူးစီနဲ့ရှောင်းထားတာတွေ့ရတယ်။ဒါနိုင်ဂျီယာနောတော့ဒီနဲ့တင်းကိုတွတ်ထားတာတွေ့ရတယ်။ပယ်လမီရက်စ်အတင်းက25ရာခိုင်နှုန်းနဲ့ပေါ်တိုအတင်းက18ရာခိုင်နှုန်းဆိုမှတွတ်ထားတာတော့တွေ့ရတယ်။ဒါ wise to os ကိုကျွန်တော်ကြီးလိုက်မယ်ဆိုရင်ပယ်လမီရက်စ်အနိုင်ကိုအာဒါ20ွယ် တရေကို၃ဆခွဲနဲ့ပေါ်တိုအနိုင်ကိုတော့၃ဆနီးပါးလောက်ပေးထားတာတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာ body မှာကျွန်တော် FC Porto body ကြိုက်ပါတယ်ပြီးရင်ဂိုးပေါင်းအပေါ်2 1ဆိုတဲ့ရလနဲ့ပေါ်တိုနိုင်မယ်ပေါ့နော်ပေါ်တိုအသင်း body ကြိုက်ပါတယ်ပြီးရင်ဂိုးပေါင်းအပေါ်ကြိုက်တယ်ပွဲတော့ Brazil club ဖြစ်တဲ့ Botafogo နဲ့ Stel ပေါ့နော် Stel ဆိုတာတော့ဒါကျွန်တော် USA ရအသင်းဖြစ်တယ်ပေါ့နော်ဒါသူလည်း MLS မှာကြီးလိုက်မှာဆိုလို့ရှိရင် ဒါအစင်းဆက်လေးမှာရှိတယ်၁၈ပွဲကံပြီးတဲ့အချိန်မှာ9ပွဲနဲ့5ပွဲတိ6ပွဲရှုံးတယ်ခံစစ်တာအညံ့ပါတယ်ခံစစ်မကောင်းပါဘူးအကျွန်တော်ဘူတာဖိုကိုလက်ကြည့်လိုက်မှာဆိုလို့ရှိရင်ဘူတာဖိုကိုအတင်းကတော့ဒါဘရာဇီးလက်မှာဆိုလို့ရှိရင်သူတို့တွေကအဆင့်၈မှာရှိတယ်ပေါ့နော်ဒါသူလက်ဆက်တဲ့ပွဲဆော့ထားတယ်9ဘွဲ့နဲ့3ဘွဲ့တိ3ဘွဲ့ရှုံးရကို14ပြီးပေးကို9ပဲရှိတဲ့အတင်းဖြစ်တဲ့ရကိုလည်းနဲသလိုပေးကိုလည်းနဲတဲ့အတင်းပေါ့နော် once to os ကိုကြီးလိုက်မှာဆိုလို့ရှိရင်ဘူတာဖိုကွဲအနိုင်ကိုနှစတရေကို3ဆကွဲနဲ့ CTL အနိုင်ကိုလည်း3ဆကွဲပြီးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်က5ပေါင်းအပေါ်နဲ့ဒါဘူတာဖိုကို body ကြိုက်ပါတယ်ဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့အသင်းတွေကတော့ Bayern Munich နဲ့5ပေါင်းအပေါ် Porto နဲ့5ပေါင်းအပေါ်ပေါ့နော်၃လုံးထိကျွန်တော်ရွေးချယ်ထားတယ် ပြီးလို့ရှိရင် Atletico Madrid နဲ့ဒါဂိုးပေါင်းအပေါ်ရွေးချယ်ထားတယ်နောက်ထပ်တစ်ပွဲကတော့ဒါ Botafogo နဲ့ဂိုးပေါင်းအပေါ်ရွေးချယ်ကျွန်တော်ဒီပွဲစဉ်တွေကိုဂိုးပေါင်းအပေါ်ကြိုက်နေတယ်ဗျာအကုန်လုံးဆိုညီကိုတို့ဒါဘောနောကျွန်တော်တို့တိကျလေးသုံးသပ်ထားတာပဲဗျာအညီကိုတို့အကုန်လုံးအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် Like Subscribe Comment ပေးတဲ့ညီကိုလည်းကျေးဇူးတင်ပါတယ်အားလုံးဘောလုံးပွဲတွေလည်းပေါ့ကြပါသေးဗျာကျေးဇူးတင်ပါတယ်